ရန်ကုန်မြို့ကမိသိမင်္ဂလာဈေးကိုအမြန်ဆုံးပြန်လည်တိဆောက်ပေးဖို့မင်္ဂလာဈေးဈေးသူဈေးသား400လောက်ကမြို့တော်ခန်းမရှိမှဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ဥက္ကာကသတင်းပေးပို့ထားပါရဲ့ရှင်။ရှမ်းကုန်မြို့မြို့တော်ခမရှိမှာဇန်နဝါရီလ9ရက်နေ့ကမင်္ဂလာဆေးဈေးသူဈေးသား400လောက်ဆန္ဒဖော်ထုတ်နေတာပါ။တရားဝင်ကွန်ပျူတာနဲ့ဆန္ဒဖော်ထုတ်ကြတာဖြစ်ပြီးမင်္ဂလာဆေးအများဆုံးပြန်လည်တိဆောက်ပေးဖို့အပအဝင်အချက်၄ချက်ကိုကြေကျော်တောင်းဆိုခဲ့ကြပါတယ်။ဒီ9ရက်တလ2019နေ့မှာကျွန်တော်တို့ဈေးကြီးမီးလောင်တဲ့တင်းတင်းမြောက်နေ့နှစ်ပတ်လည်နေ့ဖြစ်တဲ့ အဲ့ဒီတည်းနောက်ပြီးတော့ကျွန်တော်တို့ဈေးကြီးကိုပြီးလောက်ပြီးတင်းနေကြတဲ့ရှိသက်ဆိုင်ရာတာဝန်ရှိသူများကဒီနေ့ထိလာရောက်တွေ့ဆုံဆွေးနွေးနှစ်သိမ့်အားပေးခြင်းမပြုကျွန်တော်တို့ကိုယ်တိုင်လည်းသက်ဆိုင်ရာတာဝန်ရှိသူသူသူအဖွဲ့အစည်းများဖြစ်တဲ့ရောင်းတိုင်းမှုလူချုပ်နဲ့မြို့တော်စီမင်းသားမြို့တော်ဝန်တို့လည်းကျွန်တော်တို့တွေ့ဆုံပြီးတောင်းပါလေဒီနေ့ထိကျွန်တော်တို့တွေ့ဆုံခွင့်လည်းဒီစုခွင့်လည်းပေးပေးမရှိပါဘူး။အဲကြောင့်သူတို့ကလည်းကျွန်တော်တို့လာမသိဘူး။ကျွန်တော်တို့ကလည်းသူတို့ပြပြစီဆိုတာကို သူတို့ကလည်းခွင့်မပေးဘူးအဲ့ဒါကိုမကြေတတ်တဲ့အတွက်ကျွန်တော်တို့ဒါရောက်ပြီးဆန္ဒထုတ်ဖို့ကြိုးဖြစ်ပါလေမိလောင်ရတာတနည်းပြခဲ့ပြီဖြစ်တဲ့မင်္ဂလာဆီကိုလက်ရှိမှာပြန်လည်တိဆောက်ဖို့အတွက်ဖြုတ်ပြနေပြီးအထက်နေအနေနဲ့တိဆောက်ပေးဖို့ဈေးသူဈေးသားတွေကလိုလားနေပါတယ်ဈေးပိတိဆောက်ရတဲ့အထက်မြင့် မဆောက်လို့ရင်းဆိုတဲ့အချက်အဲ့ဒါကလည်းကျွန်တော်တို့ကအထက်မြင့်မဆောက်လို့ရင်းဆိုတဲ့ဆန္ဒကိုထုတ်ဖော်လာမဟုတ်ပါဘူးအဓိကကျွန်တော်တို့ကဘယ်အချိန်ကာလဘယ်လောက်ဆောက်ရင်အထက်ဘယ်လောက်မြင့်ရင်ဘယ်လောက်ကြာသွားမလဲ အဲ့ဒါလေဒီနေ့ဒီဘာမှမသိရတယ်တကယ်လို့ဒေကြီးကအထက်30 20ဆိုရင်စောက်လုံးချေရတားကြောက်သွားပါမယ်အဲ့ဒီအချိန်မှာဆိုအဲ့ဒီအချိန်ကာလကိုကျွန်တော်ဈေးသူဈေးသားတွေကဘလို့မှတောက်ခံနိုင်ဆုံးမရှိပါဘူးအခုတော့ကျွန်တော်တို့မှာဖြေပါနေပြီးတော့ဟိုဈေးနှုန်းကြီးမြင့်စွာနဲ့ဆိုင်ကားနေကားပြီးနေရပါတယ်အဲ့ဒီလို၃နှစ်နဲ့ကြာမှဆိုကျွန်တော်တို့ဈေးသူဈေးသားကျွန်တော်ပြောရဲပါတယ်ဈေးသိကြီးပြီးတဲ့အချိန်မှာဈေးသူဆိုတော့တဝက်တောင်မူလဈေးသူဆိုတော့တဝက်တောင်ကြာမယ်လို့ကျွန်တော်တို့မထင်ပါဘူး ဒါပြင်မင်္ဂလာဇီကဖေရှားနေရချင်းတခြားတနေရာမှာဆိုင်ကန်းငှားရင်ရောင်းချရပြီးလက်ရှိမှာငှားရင်ကဇီးနှုန်းတွေကြီးမြင့်လာတာကြောင့်တိဆောက်ဆဲကာလာအတွင်းရှာကြီးဈေးတမတ်နေရာချပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်မနစ်ကတော့ဈေးထက်အစမတန်ထပ်ပြီးတော့ပုံများသွားပါတယ်များသွားခြင်းအကြောင်းရင်းကတော့ မင်္ဂလာဆေးရဲ့လှုပ်ရှားမှုပေါ်မှာမူတည်ပြီးတော့ဆိုင်ငန်းဆေးနှုတ်နေတက်နေတာဖြစ်ပါတယ်။ဒီနေ့အတွက်ကြတော့လေဒီထက်ပိုပြီးတော့တောင်းတဲ့ဆိုင်ငန်းဆေးတွေနဲ့ဆက်ငါတော့မှာဖြစ်တဲ့အတွက်အမားတို့မှာအဲ့ဒီလိုမှားဖို့အတွက်အင်အားတွေအမတန်မှယုံနေသွားပါပြီ။အဲ့ဒီအတွက်လေယာယီဆေးတနေရာကိုဒီနေ့စာချုပ်မချုပ်ခင်အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးစီစီပါတယ်။ ရန်ကုန်မြို့မင်္ဂလာတောင်ကျွမြို့နယ်ကမင်္ဂလာဆီဟာ2016ဇန်နဝါရီလ9ရက်နေ့ကဒုတိယကြိမ်မီလောင်ခဲ့ပြီးဆိုင်ကပေါင်း4000ကျော်တဲ့က1300ကျော်မီလောင်ဆုံးရှုံးခဲ့ပါတယ်။ဒီဆီဟာ2010ပြည့်နှစ်ဇန်နဝါရီလကလည်းပထမကြိမ်မီလောင်ခဲ့ပါတယ်။ကျွန်တော်အာကာပါ